မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရဇလံကောင်းတွေကိုရွေးချယ်တင်ဆက်ပေးနေပါတယ်။အခုတင်ဆက်မယ့်ဇလံကတော့စာရေးဆရာအောင်တူဝန်ရဲ့ဥဘိုးလူနှင့်ညောင်မုတ်စိတ်တည်းစာစဉ်တစ်ကိုတင်ဆက်တော်မှာဖြစ်ပါတယ်။တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်။ဇလံတစ်တွေ့တင်နိုင်ပြီးရှိစေဖို့အတွက်ဘေးနာကနိုတီခေါလောင်းကိုနှိပ်ထားပေးပါ။ပြုတ်ဥဘိုးလူဘာရီလုံနေတာတော့မြ ဟာစိန်တောင်းပါလားထိုင်အောင်ကွာအကျန်းရည်လေးတောက်အောင်တောက်ပါမယ်ဗျဒါနဲ့လက်ထဲမှာလည်းဓာတ်တစ်ချောင်းနဲ့ဘာတွေလုပ်နေတာတုံးမြတပြည့်စည်းလှုပ်ဖို့အုံးစံတွေကိုအချောတက်နေတာကွာဒါနဲ့ငါစီလာပြီးဘာလာလောက်တာတုံးဟာဘာရလို့တော့မဟုတ်ပါဘူးဗျအိမ်မာနေရတာနားညီးလို့ဥပုလူစီကိုထွက်လာတာအင်းငါအိမ်မာတော့စူးမဲ့သူမရှိဘူးငါတယောက်တည်းနာဤပါဤပေါ်ကွာဒါနဲ့ဥပုလူကအိမ်အောင်ဘာလို့မပြူတာလဲဗျာ မပြုတ်စို့မရလို့ပေါ့စိန်တောင်းရဥဘိုးလူကြည်ရတာငငယ်ရရုပ်ဆိုးမဲ့အထဲမပါတော့ပါဘူးဗျရှိစားတွေဘာတွေတော့ထားခဲ့ဘူးမှာပေါ့နော်ဟာကောင်ရလူကြီးကိုဘာတွေလာမင်းနေတာတော့ဟာလောက်စားမှဥဘိုးလူရအပြင်းမြေလေးပြောပြစမ်းမှာဗျကျုပ်တိကျင်လို့ပါအဲမင်းဒီလောက်တိကျင်နေမှာတော့ပြောပြရတာပေါ့ကွာဥဘိုးလူကသူ့ငယ်ရီးစားအကြောင်းပြောပြမယ်ဆိုကိုစိန်တောင်းတယောက်လှုပ်လှုပ်ရှာရှာဖြစ်သွားပါလေဥဘိုးလူကရင်ထွေးချမ်းခွက်ကိုကင်ပြီးခွက်ထရရင်ထွေးကိုတငုံကန်းတောက်ပြီးမှ စကားစာလိုက်တဲ့ငါအသက်22နှစ်သားလောက်တုန်းကငါဘဝမှာပထမဦးဆုံးနဲ့နောက်ဆုံးချစ်ခဲ့ဖို့တဲ့အမျိုးသမီးတစ်ယောက်ရှိတယ်ကွသူ့နာမည်ကဆွေဆွေတဲ့သူကတိတ်လှတာစိန်တောင်းရမိန်းကလေးချင်းကတောင်ငေးอยู่ရလာအောင်ချောတာကွဒါကြောင့်သူ့ကိုကြိုက်ကြတဲ့လူတွေကရွာထဲမှာဝိုင်းဝိုင်းလဲနေတာပေါ့ကွရွာထဲမှာငါလေးအပါအဝင်ပေါ့ဆွေဆွေကိုအင်မတန်ချစ်တော့ငါလည်းရေကုံရေကန်လိုက်တာပေါ့ဆွေဆွေကြိုက်တဲ့တဲ့ပန်းလေးတွေကိုသူ့လာမယ့်လမ်းကနေနေတိုင်းစောင့်ပြီးပေးတာပေါ့ပန်းပေးရင်းနဲ့ ဆွဆွေုံကဘလောက်ချစ်တဲ့အကြောင်းပြောပြတာပေါ့ကွခြေစကားတွေလည်းပြောရင်ဟာတာလီတွေပါနှောပြီးပြောတော့ဆွေဆွေကတခိတ်ခိတ်နဲ့သဘောကျပါလေရောသူသဘောကျပြီးရေးလိုက်တဲ့အခါသူပြုံးတော်လီကငါရင်ကိုအေးချမ်းစေတဲ့စိန်တောင်းရဒီလိုနဲ့ငါ့ကိုသူချစ်လာနိုးနိုးနဲ့သူ့စီရရမယ့်အဖြစ်ကိုသုံးနှစ်ကျော်တဲ့အထိစောင့်ခဲ့ရတာပေါ့ကွာဒါနဲ့ဥပိုးလူလိုချင်တဲ့အဖြစ်ကိုသူ့ဟာပြီးရောလာပြောပြမှာပေါ့ကွာအေးအဲ့ဒီလိုနဲ့သူငါ့ကိုသုံးနှစ်ကျော်တဲ့အထိစဉ်းစားပြီးမှငါလိုချင်တဲ့ ချစ်တယ်ဆိုတဲ့အဖြစ်ကိုငါရခဲ့တယ်ကွအာရီနီးယားငါဘဝမှာအပျော်ရွှင်ရဆုံးနေ့တစ်နေ့လို့ဆိုရမှာပဲသူ့ကိုကြိုက်နေတဲ့ယောက်ျားသားတွေအားလုံးတွေကမှငါလိုအညာတရသမဘဝကိုရွှေ့ချလိုက်တာငါမပျော်ပဲနေမလားကွာဒီလိုနဲ့ငါနဲ့ဆွေဆွေတို့ချစ်သူကြီးစားတွေဖြစ်ခဲ့ကြတယ်ဆွေဆွေကလည်းငါ့ကိုအင်မတန်ချစ်ငါကလည်းသူ့ကိုအင်မတန်ချစ်ခဲ့တာပေါ့ဒီလိုနဲ့ငါတို့နှစ်ဦးသားပျော်ရွှင်နေတော့မှပဲကန့်ကျမကငါနဲ့ဆွေဆွေကိုတီးခွေခွေလိုက်ကြတယ်ဗျတတဆို ဆွေဆွေရတည်သွားတာပေါ့ဟုတ်လားဦးဘိုးလူဟုတ်တယ်ရက်ဆက်ရုံမာတဲ့လူတစုရဲ့အကောက်ကြမ်းမှုကြောင့်ဆွေဆွေနဲ့ငါနဲ့တေကွဲခွဲခဲ့ရတယ်ဘလို့ဖြစ်ရတာလဲဦးဘိုးလူရဲ့ဖိုးစိန်လှသိမ်းမောင်းသိမ်းအောင်ပြီးတော့ရွာလူကြီးရဲ့တာထီးမင်းတို့လူတစုကငါတဲ့ချစ်တဲ့ဆွေဆွေကိုငါအရှိမပဲရှက်ရက်ဆက်ဆက်မရင်းကျင်ပြီးတက်လိုက်ကြတယ်ငါ့ဟိုတော့မတိယုံတမဲရိုက်နှက်ပြီးအဲ့ဒီနေရာမှာရင်ပြစ်ထားခဲ့ကြတယ်ငါတတိမိယာက နိုးလာတော့ ငါစီးုံမော်ရောက်နေခဲ့တယ်။ငါလည်းတရိရရချင်းဆွဆွေဘဲမှာလည်းမီးတော့အားလုံးကပြောကြတယ်ဆွဆွေတေးပြီးလို့မြေတောင်ချပြီးကြပြီတဲ့လေ။ငါလည်းစီးုံမော်မှာအယူကြီးတယောက်လို့အုံငုံနေခဲ့တယ်။ငါတိတ်ချစ်တဲ့ဆွဆွေကိုတတ်သွားတဲ့သူတွေကိုငါလုံးဝမကျေနပ်ဘူး။ငါသူတို့ကို ပြန်ပြီးကလေးစားချေချင်ခဲ့တယ်။ဒါပေမဲ့ရွာကလူတွေကောင်းမှုကြောင့်တရက်ခန့်တွေအကုန်လုံးကိုရဲကဖမ်းပြီးထောင်ချပြက်လိုက်ကြတယ်။ဆွဆွေမရှိတဲ့ဘဝက ငါအတွက်အင်မတန်မှအထူးကြံစံပြီးယူကျင်စရာကောင်းလာတယ်။ဆွေဆွေကိုရဲရဲဆက်ဆက်တက်သွားတဲ့ကောင်းတွေကိုလည်းငါမကျေနပ်သေးဘူး။ဒါနဲ့ပဲငါသူတို့ကိုလက်တုံးပြမှုအတွက်အောက်လန်းပညာတွေကိုရောဘတ်မှာတွားပြီးတင်ယူခဲ့တယ်။နာကြီးတဲ့စိတ်နဲ့တင်ယူလိုက်တာအချိန်ဘလောက်ကြာသွားတယ်လဲတောင်ငါမသိတော့ဘူး။ပညာတွေတင်နေတော့ငါမိဘတွေစုံပတ်သွားခဲ့တယ်။မိဘတွေမရှိတော့တဲ့နေရာဆွေဆွေမရှိတော့တဲ့နေရာမှာငါတစ်စက္ကန့်လေးတောင်မနေချင်ဘူး။ဒါနဲ့ငါဆရာကြီးရှိတဲ့ရောကိုပဲငါပြန်လာပြီး ဆရာဆရာပညာတွေဆက်ပြီးတင်ယူခဲ့တယ်။ဒီလိုနဲ့ပညာတွေအဆင့်မြင့်လာတော့ငါ့ကိုပညာသင်ပေးနေတဲ့ဆရာကြီးကဆုံးဖတ်သွားတယ်။သူမသေးခင်မှာပဲဆရာကြီးကသူ့ပညာတွေကိုအမွေအဖြစ်ငါ့ကိုပေးခဲ့ပြန်တယ်။ဒီတော့ငါ့ပညာဟာမြင့်တက်ထက်မြင့်လာပြီးပြိုင်ပန်းမရှိအောင်တော်လာတယ်။ပညာတွေအားလုံးစုံသွားတော့ငါနေခဲ့တဲ့ငါ့ချစ်သူငါမိဘတွေနေခဲ့တဲ့ရွာကိုပြန်သွားလိုက်တယ်။အပီးနေဖို့သွားခဲ့တာမဟုတ်ဘူး။ငါ့ချစ်သူဆွေဆွေကိုတတ်သွားတဲ့ကောင်းလေးကိုလက်စားချေဖို့သွားခဲ့တာပဲ။ရွာကိုရောက်သွားတော့ အဲ့ဒီကောင်တွေလည်းထောင်ကလွတ်လာကြတာမကြသေးဘူးဆိုပဲငါအတွက်လက်စားချေဖို့အသင့်ဖြစ်သွားတော့သူတို့ကငါပညာနဲ့လူပုံရှိမှတပ်ပြဖို့လုံလိုက်တယ်ဥပိုးလူကပြောလက်စစကားကိုရက်ပြီးရှင်တွေးချမ်းတစ်ခွက်ကိုမော့တောက်လိုက်တယ်အဲ့ဒါနဲ့သူတို့ကိုတက်လိုက်ရောလားငါမတက်ဖြစ်လိုက်ဘူးဘာဘာကြောင့်လဲဥပိုးလူငါ့ကိုလူတစ်ယောက်ကတားဆီးလိုက်တာနဲ့သူတို့ကငါမတက်ဖြစ်လိုက်ဘူးဘသူကတားဆီးလိုက်တာလဲဗျငါတိတ်ချရတဲ့ဆွေဆွေဗျဟုတ်တယ်ဆွေဆွေရတမလွန်လောကကနေပြီးတော့ငါ့ကိုတားဆီးလိုက်တာ ငါသူ့ကိုမြင်ရတယ်သူ့ကိုငါပဲမြင်နိုင်တာငါ့ကိုသူ့ပဲတားဆီးနိုင်ခဲ့တာဒီလူယုံမာတွေကိုမတတ်ဖို့ငါရှေ့ရနေတားဆီးခဲ့တာသူ့ကိုရရဆက်ဆက်တတ်သွားတဲ့သူတွေကိုဘာလို့ကာကွယ်တာလဲဗျငါလည်းအစအဲ့တလို့ပဲထင်ခဲ့မိတာနောက်တော့မှသူ့စေတနာတွေကိုငါနားလေသဘောပေါက်သွားခဲ့တယ်ဒီလိုမကောင်းတဲ့လူတစုကိုငါတတ်မိရင်ငါဘာမကောင်းတဲ့လူဖြစ်သွားမှသူ့စိုးရိမ်နေတယ်လေပြီးတော့ငါတက်မြောက်ထားတဲ့ပညာတွေကိုလည်းမကောင်းတဲ့နေရာမှာမသုံးစီခြင်းမှုတဲ့ဒီပညာတွေကိုကောင်းတဲ့နေရာမှာအသုံးချပြီး လူသားတွေကိုအကျိုးပြုပါဆိုပြီးငါ့ကိုမှားသွားတာစိန်တောင်းရအဲ့ဒါနဲ့ငါလည်းအမှန်ကိုမြင်သွားပြီးသူတို့ကိုမတက်ဖြစ်တော့ငါအရန်မှားသွားပြီဆိုတာသိလိုက်ရတယ်ငါအသည့်တွေတိတ်နောက်မကျခဲ့မှာဆွေဆွေကငါ့ကိုကဲတင်သွားတာကငါသာအဲ့ဒီပညာတွေနဲ့လူတွေကိုတက်လိုက်ရင်ငါဟာအဝီစီးကိုစေးရမယ့်ကောင်ဖြစ်လာမလားဒါကြောင့်ငါ့ကိုအလင်းပြခဲ့တဲ့ဆွေဆွေကိုငါတိတ်ကျေးဇူးတင်တယ်အခုဆွေဆွေဆိုတဲ့မိမကြီးရောဥပ္ပလူမြင်ရသေးလားဗျအဲ့ဒီအဖြစ်တွေဖြစ်ပြက်ပြီးတော့ ဆွေဆွေလဲဘဝကူးသွားသလားဘာလားမသိရတော့ဒါနဲ့ငါလဲခြေဦးတဲ့ရရှောက်သွားရကနေတဖန်တော်ရွာလို့ခေါ်တဲ့ဒီရွာလေးမှာစံမြုပ်ခဲ့တာပေါ့ကွာဟိုဥဘိုးလူရဲ့အဖြစ်ကလည်းရင်းနာစရာကြီးပါဗျဒီခန်းစားချက်တွေကိုဥဘိုးလူတော်တော်ခန်းစားခဲ့ရမှာပဲနော်သိကြတာပေါ့ကွာတတိယလို့ပြန်တွေးမိတိုင်းတော်တော်နာကျင်ရတဲ့စိန်တော့ရလူတွေကတော့ပြောမှာပေါ့ဒီအရွယ်ကြီးရောက်မှဘာတွေခန်းစားနေတာလဲဆိုပြီးဒါပေမဲ့လဲကာယကံရှင်ကနေရာမှာတော့ ဘယ်သူမှခန်းစားပေးမှာမဟုတ်ပါဘူးကွာအဲ့ဒီလိုတော့မပြောပါနဲ့ဥပိုးလူရကျွန်တော်ဆိုဥပိုးလူပြောတာနားထောင်ပြီးမျက်ရည်တောင်ကြမိတယ်ဗျာတကယ်ပြောတာပါငါလဲဒီအဖြစ်ဆိုကြီးကိုဖြစ်နိုင်ရင်မှတ်ညာနေရထုတ်ပြစ်ချင်ပါတယ်စိန်တောင်းရအာကျုပ်တို့လေဥပိုးလူရောက်ခါစားမကောင်းတဲ့အောက်လန်းပညာသေးကြီးလို့ထင်ခဲ့မိတယ်နောက်တော့မှတိလိုက်ရတာကဥပိုးလူဟာအင်မတန်မှသဘောကောင်းတဲ့အင်မတန်မှသဘောထားပြည့်ဝတဲ့လူတယောက်မှတိလိုက်ရတာပေါ့ဗျမင်းပြောသလောက်လည်းမဟုတ်သေးပါဘူးကွာ ငါလဲလူသားတွေကလူသားပါပဲချစ်တတ်တယ်ဒေါသထွက်တတ်တယ်ကို့အပေါ်ကောင်းရင်ပြန်ကောင်းလိုက်တယ်ဒါပါပဲငါဟာသူတော်စင်လောက်တော့မဟုတ်ဘူးပေါ့ကွာဥဘိုးလူကကျုပ်တို့ရွာအတွက်တော့မရှိမဖြစ်သူတော်ကောင်းကြီးပါပဲဗျဘာပဲဖြစ်လာဖြစ်လာဥဘိုးလူကိုပဲအောက်ကိုနေရတာမဟုတ်လားဒါလည်းငါရွာအတွက်ငါကူညီနိုင်တာကိုကူညီလိုက်တာပါကွာငါအတွက်အပန်းမကြီးပါဘူးကျုပ်စကားကောင်းနေလိုက်တာကျုပ်ပြန်ဦးမယ်ဥဘိုးလူရင်တော်ကြအိမ်ကမိမရဲ့စုခံထိနေမှာဆိုလို့ဟုတ်ပါပြီကွာပြန်မပြန်မှာ အားတဲ့ချိန်လေးတော့လာလေပေါ့စိတ်ချစိတ်ချလာလေပါမယ်ကိုစိန်တောင်းလဲဥပိုးလူကိုနှုတ်ဆက်ပြီးပြန်သွားပါလေရွာမှာရှိကြကုန်သောရွာသူရွာသားအပေါင်းတို့သိစီရန်ကြီးညာအပ်ပါသည်ရွာဖျားပွဲနီးလာပြီးဖြစ်တဲ့အတွက်ရွာရဲ့တန်ရှင်းရေးအာမဖြစ်မနေလှုပ်ဆောင်ရန်တအိမ်တယောက်လာရမည်ဖြစ်ကြောင်းအသည့်ပေးအပ်ပါသည်ပုံရွာလူကြီးဥမတ်ထိန်ဟဲ့ကြားကြလားရွာဖျားပွဲနီးလာလို့ရွာကိုတန်ရှင်းရေးလုပ်ရမဲတဲ့ဒါများအစမ်းလုပ်လို့ဤနှစ်တိုင်းနှစ်တိုင်းလုပ်နေကြပဲဟာကို ။ငါညီတို့မသိမှဆိုလို့ပြောနေတာပါ ਈ ။ဘာလို့လို့နဲ့ဖះပွဲတောင်နေလာပြီ။ဖះပွဲကြဝေးရအောင်။အဝတ်အစားလှလှလေးတွေရွေးထားအောင်မှ။ညီဆိုဒီမှလည်းစိုးရင်ရတဲ့အိ။မိန်းကလေးပဲလှချင်တာပေါ့လို့။နေကလုံကိုလုံနေ။ရွာထဲရှိမိန်းမပြိုတွေကတယောက်နဲ့တယောက်စားနောက်ပြောဆိုနေကြပါတယ်။နောက်တရက်ရောက်တော့ဂွေးတို့ရီဂွေးတို့ဟာအာနိုးတို့ပါလား။စော်အစီစီပါလားလောက်ကြတာလေကွာ။ဒီနေ့ရွာရဲ့တန်ရှင်ရေတအိမ်တယောက်ထွက်လို့ရမယ်နေလေ။အဲ့ဒါကြောင့်မင်းကိုလာခေါ်တာ။ဟာဟုတ်တာ။ ငါမင်းနေလိုက်တာခဏလေးငါအဝတ်အစားလဲလိုက်အောင်မယ်မြန်မြန်လုံတော့ငါမစောင့်ကြံဘူးအေးပါကွာခွေးတို့လည်းအိမ်ထဲဝင်ပြီးအဝတ်အစားလဲလိုက်ပါလေခဏနေအောင်တစ်ပင်တွေဘာတွေခုတ်ဖို့ဓာတ်ယူလိုက်အောင်မယ်ခွေးတို့ကမိဖို့ကြောင့်နေဝင်ပြီးဓမ္မတချောင်းကိုယူလာပါလေသွားကြစို့ဟိအာနိုးနဲ့ခွေးတို့တို့တငယ်ချင်းနှစ်ယောက်ရွာတန်ရှင်းရေးအတွက်အိမ်ကနေထွက်လာကြပါလေရွာထက်ရောက်တော့တန်ရှင်းရေးလုံနေကြတဲ့ရွာသူရွာသားတွေကိုမြင်လိုက်ရပါလေဟာဟိုမှာခွေးတို့နဲ့အာနိုးလာပြီဟိဟဲ့ကောင်မိုးသည် ငါ့ကိုကောင်မလေးတွေရှေ့မှာဂွေးတို့လို့မခေါ်စမ်းပါနဲ့ဟာမင်းနာမည်ဂွေးတို့မလို့ဂွေးတို့လို့ခေါ်တာမင်းကဘာဖြစ်နေရလဲမိုးဒီပြောလိုက်တဲ့စကားကြောင့်ရွာထဲကမိမပြိုလေးတွေနဲ့တန်ရှင်းရေးလုံနေကြတဲ့လူတွေကပြုံးစီပြုတ်စီလုံနေကြတယ်ဒါအုံမြင်တဲ့ဂွေးတို့လည်းမိုးဒီကိုတင်းသွားပြီးတော့ဟိတ်ကောင်မိုးဒီငါမှနာမည်အရင်ရှိတယ်ကွာမင်းမသိမချင်းမှတ်ထားငါနာမည်ထက်မြန်ကွာထက်မြန်မင်းတို့ခေါ်ခေါ်နေတဲ့ဂွေးတို့ဆိုတဲ့နာမည်ကငါမိဘတွေကချစ်စနိုးနေပေးထားကြတာကွာမင်းနားလေလား ဒါပေမဲ့ငါတို့ကနှုတ်ကျိုးနေပြီလေကွာမင်းကလည်းငငယ်ကလေးကနာမည်နဲ့လိုက်အောင်ခွေးတူတာကိုကွာရွာသူရွာသားတွေကထားရီတော့ခွေးတူကထက်မြက်လဲအကြီးအကျယ်ဒေါပွားသွားပြီးတော့မိုးတီငါတူလားမတူလားမင်းကြည့်မလားပြောစမ်းဟဲ့အောင်ပြောစမ်းဟဲ့တော်တဲ့မီထင်နေဟင်စနောက်နေတာရက်ပြီးကိုလုတ်เสียရှိတာလောက်ကြလေဥဘိုးလူကအုံငေါက်လိုက်မှအားလုံးလူစုကွဲသွားကြပါလေထက်မြက်ကတော့မိုးတီကိုအခဲမကြီးဖြစ်နေတယ်ရွာသူရွာသားတွေလည်းခြုံတွင်ရှင်းမြက်တွေရဲ့ အမိုက်တွေကောက်နေတက်ဆွမ်းသမျှလုံနေကြပါတယ်။ကိုင်းတို့အဲရောင်လို့ထမျက်ရေးထမျက်ပြောလေကိုကြီးစောငါမင်းကိုတခုခိုင်းညင်လို့ပါကွာ။ပါခိုင်းမှလည်းပြောလေကိုကြီးစောညောင်မုတ်စိတ်ပင်ပတ်ပတ်လေးမှရှုပ်ပွားနေတဲ့အပင်ပေါက်တွေရဲ့နောက်ပြီးတော့အောက်ကိုကိုင်းကြနေတဲ့ညောင်မုတ်စိတ်ခိုင်းကြီးရဲ့အဲ့ဒါလေးတွေခုတ်ပြီးစမ်းပါကွာ။ငါကဒါမပလာလို့ကွာ။မင်းမဓမ္မပါလာမှန်းသိလို့ခိုင်းရတာကွာ။ရပါတယ်ဗျာဒီလောက်တော့ကြုတ်လုံနိုင်ပါလေ။အေးကွာငါလည်းတခြားလောက်စီရလေးတွေသွားလုံလိုက်အောင်မေ။ ကာလာသားကောင်းကိုစောကခိုင်းနေအတွက်ထက်မြက်လေညောင်မုတ်စိတ်အပင်ကြီးအောင်ရောက်လာပါတော့တယ်ပထမဦးဆုံးညောင်မုတ်စိတ်အပင်ကြီးအောင်ပတ်ပတ်လေးမှပေါက်ရောက်နေတဲ့ခြုံတွေတွေကိုရှင်းလိုက်ပါတယ်ပြီးတော့ပစိုးကိုမြောင်းနေအောင်ကြိုက်ပြီးညောင်မုတ်စိတ်အပင်ကြီးပေါ်ကိုတက်လိုက်ပါတယ်ညောင်မုတ်စိတ်အပင်ပေါ်ကိုရောက်တဲ့တပြိုင်နက်အောက်ကိုကိုင်းပြီးညွတ်ကျနေတဲ့ဂိုင်းအားစတင်ခုတ်လိုက်ပါတယ်ဒုတ်ဒုတ်ဒုတ်တော်တော်မာတဲ့ဂိုင်းကြီးပဲကွာဒါတော့တော့ခုတ်ရခတ်တဲ့ဂိုင်းကနဲ့တွေ့မယ်ထက်မြက်လေရှိသမျှအာကုန်သုံးပြီး ညောင်မုတ်စိတ်ခိုင်းကြီးအားပါလာတဲ့တားနဲ့အားကုန်လွှဲခုတ်လိုက်ပါတော့တယ်ဒုတ်ဒုတ်ဝတ်အသွားပြီဒုတ်အောင်မလေးဗျတေးပါပြီဗျာအာဟာကိုကြီးစောတောင်းတောင်းမှမာတယ်ဗျာခိုင်းကခုတ်ရခတ်နေတာနဲ့အားကုန်သုံးပြီးခုတ်လိုက်တာတရိုးကျွတ်ပြီးကိုကြီးစောနောက်ကျောမှန်သွားတာပါဗျနောက်ကျောမှန်လို့တော်သေးတာပေါ့ကွာခေါင်းတော်မှန်ရင်တော့ငါတော့တေးပြီပဲကွာအမလေးနားလိုက်တာဘာဖြစ်နေကြတာလဲအော်ရွာလူကြီးပါလားငတ်စော့ မင်းမျက်နာကလည်းအီးမှန်ထားတဲ့အတိုင်းမှလားကွ။ဘာဖြစ်နေတာလဲ။အီးမှန်ထားတာမဟုတ်ဘူးရွာလူကြီးရဲ့။တရိုးကျုပ်ပြီးလာမှန်ထားလို့ဗျ။ဟေးဟာလာပြာစမ်းပြာစမ်းဘာဖြစ်သွားသေးလဲ။ကိုစောလဲရွာလူကြီးကိုအင်းကြီးလှမ်းပြလိုက်တော့ဟောဗျ။ညိုမဲနေတာပါလား။ဘသူကြောင့်ဖြစ်တာလဲငါစောရ။ကျကျွန်တော်ကြောင့်မှာရွာလူကြီး။ဟေးဟေးမင်းဘလို့တောင်လောက်လိုက်တာလဲခွေးတို့ရ။ဟာရွာလူကြီးကလည်းကျွန်တော်ကိုခွေးတို့လို့မခေါ်ပါနဲ့ဗျ။ကျွန်တော်နာမည်ထက်မြက်ပါဗျ။စောနာကတောင်မူးတိနဲ့ စကားများထားပြီးအခုလဲရွာလူကြီးကလူကြားတဲ့ကျွန်တော်နာမည်ပြောင်းကိုခေါ်နေပြန်ပြီဟာဟာဟာမင်းတို့ကမင်းငယ်ငယ်ကတည်းကဒီနာမည်ပြောင်းပဲခေါ်နေကြမလို့နှုတ်ကလည်းကြိုးနေပြီဂွေအဲ့ထက်မြက်ရအေးပေါ်လေမင်းလဲလူပြိုးပေါက်ဖြစ်လာပြီဆိုတော့ရှက်မှာပဲပေါ့ဒါနဲ့နေစမ်းမအောင်မင်းဟာဓာကြီးတစ်ချောင်းနဲ့ဘာလုပ်နေတာတော့ဒီလိုရွာလူကြီးရဲ့ကိုကြီးစောအောက်ကိုကိုင်းပြီးကြနေတဲ့ညောင်မုတ်စိတ်ခိုင်းကိုတတ်ခုတ်ခိုင်းတာခိုင်းကလည်းကြီးဆိုတော့ဓာကမတူဖြစ်နေတယ် အဲ့ဒါနဲ့ကျွန်တော်လည်းအာကုံခုတ်ထည့်လိုက်တာတရိုးကြိုပြီးတော့ကိုကြီးစိုးကိုသွားမှန်တာပါပဲဖြစ်ရမယ်ဖြစ်ရမယ်ကဲငါစောမင်းကအိမ်ကိုသွားငါလွတ်လိုက်တာလို့ပြောဒန်းကြီးလိမ့်စေးလိမ့်ပြီးတော့အနားယူလိုက်ဟုတ်ပြီလားဟုတ်ကဲ့ရွာလူကြီးထက်မြက်မင်းလည်းတတိထားပြီးတော့လို့ဟုတ်ကဲ့ရွာလူကြီးထက်မြက်လည်းကျွတ်သွားတယ်ဓာတ်ကိုတရိုးပြန်တက်ပြီးညောင်မုတ်စိတ်အပင်မော်ကိုပြန်တက်လိုက်ပါလေဒီတခါတော့တတိထားခုတ်ရမယ်တော်ကြပထမတခါလို့ထက်ဖြစ်ရင်မလွယ်ဘူးဟဲ့ကဲကွာဒုတ်ဒုတ်ဒုတ် မိနစ်အတော်ကြာအောင်ခုတ်လိုက်မှညောင်မုတ်စိတ်ခိုင်းကြီးကဖြောင်းကနေကျူးပြီးမြေပေါ်ကိုပြုတ်ကျလာပါတော့တယ်။ထက်မြက်လေအပင်ပေါ်ကဆင်းပြီးအကိုင်းရခတ်တွေကိုခုတ်ထွင်ရှင်းလင်းလိုက်ပါတယ်။ညောင်မုတ်စိတ်ခိုင်းတွေကိုခုတ်နေတော့မလမကန်းကအမျိုးသမီးတယောက်ကထပြီးတော့တောင်းညံ့မာတော့တယ်။မကျေနပ်ဘူးမကျေနပ်ဘူးဟေ။ငါနေတဲ့အပင်ကိုမှရရဆဆလာခုတ်ရတယ်လို့ဟာဘာဖြစ်တာလဲဟေ။အေးဟုတ်ပါရဲ့။အဲ့ဒါမိထွေးမလား။ဟုတ်တယ်မိထွေးရဲ့။တန်ရှင်းရေးလုံနေတော့ဘာများဖြစ်ပါလဲ။ရွာသူရွာသားအချို့လည်း မိထွေးဆိုသောအမျိုးသမီးရဲ့ထူးဆန်းတဲ့အပြုအမူကြောင့်အံ့ဩနေကြပါတယ်။ဒင်းကိုမကျေနပ်ဘူး။ဟင်ငါ့ကိုလက်ညှိုးထိုးပြီးရန်ထောင်နေပါလား။ငါဘာလုံးမိလို့ပါလဲ။မင်းကမင်းလုပ်ပြီးအခုမှမသိချင်အောင်စောင်းနေတာလားကွာ။ပြောစမ်းမားနေပြီမိထွေး။ငါနင်းကိုဘာလုံးမိလို့ငါ့ကိုရန်လာထောင်နေတာလဲ။ငါမင်းပြောတဲ့မိထွေးမဟုတ်ဘူး။ငါကဒီညောင်မင်းမုတ်စိတ်အပင်ကြီးမှာနေတဲ့မဲကြီးပဲ။ဟင်ဟာတခုခုတော့တခုခုဝင်ပူးနေပြီထင်နေဟဲ့တခုခုလောက်ကြအောင်ဟိုမှာမိထွေးဝင်ပူးခံနေရတယ်။ ဥပိုးလူကိုခေါ်ကြစမ်းဟုတ်ကဲ့ရွာလူကြီးအာနိုးလဲရွာလူကြီးကခိုင်းလို့ဥပိုးလူရှိရာကိုပြေးလာပါတော့တယ်ဥပိုးလူဥပိုးလူပြက်တနာတော့တက်ပြီးပြုတ်ဘာဖြစ်လာတာလဲအာနိုးညောင်မုတ်စိတ်ပင်ကိုဟိုကောင်ခွေးတို့တက်ခုတ်ရကညောင်မုတ်စိတ်အပင်မှနေတဲ့တရေကမချိမနဲ့ဖြစ်ပြီးမိထွေးဆိုတဲ့မိန်းကလေးကိုပူးကပ်ရင်တောင်းညံ့နေတယ်ဗျဟေးဟာလာငါအခုပဲလိုက်ခဲ့မယ်ဥပိုးလူလည်းရှင်လက်စအမိုက်တွေကိုပြစ်ထားပြီးညောင်မုတ်စိတ်ပင်ကြီးအောက်ကိုရောက်လာပါတယ်မိထွေးဆိုတဲ့မိန်းကလေးကိုတော့ ကာလာသားတွေကဝိုင်းပြီးချုပ်ထားကြပါတယ်။တတ်မယ်။မင်းဟုံကတတ်မယ်။ဟဲ့အခုရက်လိုက်စမ်း။ဦးဘိုးလူကအတန်ခတ်မာမာနဲ့အမိန်ပေးလိုက်တော့မိထွေးကိုပူကတ်နေတဲ့တရေလေးချက်ချင်းငြိမ်ကြသွားပါတယ်။ဘာဖြစ်နေရလဲငါ့ကိုပြော။ဘသူ့ကိုမှထိခိုက်အောင်မလုပ်နဲ့။ငါနေတဲ့အပင်ကိုငါခွင့်ပြုချက်မရှိပဲ။ငါ့ကိုခွင့်မတောင်းမဲ့ဒင်းဟန်တက်ခုတ်တယ်လေ။ဒါကြောင့်ခုတ်ခိုင်းတဲ့ကောင်ကိုတော့ပညာပေးပြီးသွားပြီ။ခုတ်တဲ့ကောင်ကိုတော့ကြောင်မှန်ကမ်းမှန်သိအောင်ပညာပြမလို့လေ။ဒီမှာတေချာနားထောင်။မင်းကိုခွင့်မတောင်းမဲ့လုပ်မိတဲ့အတွက် ငါကြားရတောင်းပန်ပါတယ်ဒါပေမဲ့လူတွေကိုထိအောင်တော့ငါလုတ်ခွင့်မပေးနိုင်ဘူးမင်းငါအကြောင်းသိတယ်မလားသိသိပါတယ်ငါတို့အခုလုံနေတာကရွာလူကြီးရဲ့အမိန့်နဲ့လုံနေရတာငါတို့သဘောဆန္ဒအတိုင်းလုံနေတာတခုမှမပါဘူးဆိုတာသိထားပေးပါပြုတ်လုံမိတဲ့အမအအတွက်ကိုတော့ကျေနပ်အောင်လုတ်ပေးမယ်ငါကျေနပ်စီခြင်းငါ့ကိုအမဲသားတစ်ဖိတ်သာကြွေးပြီးတော့တောင်းပန်ရမယ်ဘလို့လဲရတယ်ကိစ္စမရှိဘူးဒါပေမဲ့တခါပဲရမယ်နောက်ထပ်စားခြင်းတောက်ခြင်းလို့ပါဆိုပြီး ခဏခဏဝင်မပူးပါလို့ငါ့ကိုဂတိပေးပေးပါတယ်စိတ်ချပါငါဘသူ့ကိုမှမချောက်လန့်တယ်လို့ဘသူ့ကိုမှလည်းမနှောက်ရှက်ပါဘူးမနှက်ပြန်နေလေဇောင်းနာနဲ့ဒီအပေအောက်မှာမင်းစားချင်တဲ့အမဲသားတပိတ်သားနဲ့လာတောင်းမှမယ်အခုတော့ဒီမင်းကလေးကိုရေထွက်ပေးပါကောင်းပါပြီဝိုင်းမိထွေးကဝါကနေတန်းလိုက်ပြီးလဲကျသွားပါတော့တယ်ဟဲ့လဲသွားပြီလောက်ကြပါအောင်ဟဖယ်ကြပါကျုပ်တတိယအောင်လောက်လိုက်ပါမယ်ဥဘိုးလူကမိထွေးရဲ့နှစ်ဖူးကိုလက်ဝါးနဲ့အုပ်ပြီးပါဇက်ကပွားစီပွားစီညှော်နေပါတယ် ဟာတတိယလာပြီဟဲ့ကျမဘာဖြစ်သွားတာလဲနင့်ကိုတရေဝင်ပူးသွားတာဤနေမမမိဘူးလားမမမိဘူးငါနောက်ဆုံးတိလိုက်ရတာကအမိုက်ကျုံးနေတော့စက်သိမ်းမွေးညင်းတွေထလာပြီခေါင်းနဲ့မိုက်ခနဲ့ဖြစ်သွားတယ်အဲ့နောက်ပိုင်းကဘာမှမသိတော့နင့်ကိုညောင်မောက်စိတ်အပင်ကမဲကြီးဆိုတဲ့တရေကဝင်ပူးသွားတာဤသူနေတဲ့အပင်ကတိတ်ခိုင်းကိုထက်မြက်ကခုတ်လိုက်တာ तू ကမကျေနပ်ဘူးဆိုပြီးနင့်ခန္ဓာကိုယ်ရဲ့ဝင်ပူးပြီးပြောသွားတာဥပိုးလူကြီးရောက်လာလို့တော်သေးတယ်ကျေးဇူးတင်ပါတယ်ဥပိုးလူကြီးရှားတယ်ကိစ္စမရှိဘူး အော်ထက်မြက်မင်းလည်းမနှက်ဖြက်ညနေစောင်းတာနဲ့အမဲသားတပိတ်သားကိုငှက်ပြောပတ်ခင်းပြီးညောင်မုတ်စိတ်အပင်အောက်မှာလာတောင်းမှလိုက်ကြလားဟုတ်ကဲ့ဥဘိုလ်လူထက်မြက်အဲ့ဒီအမဲသားဘိုးငါပေးပါမယ်ကွာတိလားဟုတ်ကဲ့ရွာလူကြီးကဲကဲဒီနေ့တော့ဒီလောက်ပဲဟိမနှက်ဖြက်ကြမှဆက်လုပ်ကြစို့ရွာလူကြီးကအော်ပြောလိုက်တော့ရွာသားတွေလည်းမိမိနေထိုင်ရာအိမ်တွေကိုပြန်လာကြပါတော့တယ်ထက်မြက်လည်းအမဲသားတပိတ်သားနဲ့ညောင်မုတ်စိတ်ပင်အောက်မှာလာတောင်းမှပြီးအိမ်ကိုပြန်လာခဲ့ပါတယ်ထက်မြက်ထွက်သွားတာနဲ့ခွေးနဲ့ကြီးတကောင်က ချထားတဲ့အမဲသားတွေကို လာစားနေတာကိုတော့ဘယ်သူမှမမြင်လိုက်ကြပါဘူး။ဟုတ်ကဲ့ပါရှင်။ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှနေပြီးဆုံးခဲ့ပြီဖြစ်ပါရယ်။ဆက်လက်ဆက်မဆုံးတိုင်းနာဆင်ပေးခဲ့တဲ့အထွတ်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဇလန်းနေ့မှာထပ်ဆုံးပါမယ်ရှင်။